င်္ဂလာပါခင်ဗျာ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်စီဂနယ်ချက်ပေါက်ကြားစေခဲ့တဲ့အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးကိုယာရုကနေဖယ်ရှားခဲ့တဲ့အကြောင်းနိုင်ငံလုံခြုံရေးကိုအကာအကွယ်ပေးဖို့တောင်ကိုရီးယားယာယီသမ္မတကကတိပြုခဲ့တဲ့အကြောင်းနဲ့အမေရိကန်တို့ iPhone တွေကိုတရုတ်နိုင်ငံပြင်ပမှာထုတ်လုပ်မယ်လို့ Apple ကပြောဆိုခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ပရမောဆုံးအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမြို့သားလုံခြုံရေးအကြံပေး Mike Waltz ကိုယာရုကနေဖယ်ရှားလိုက်ပြီးကုလသမဂ္ဂဆိုင်ရာတမန်ကြီးနေရာအတွက်အဆိုပြုမဲ့အကြောင်းအတည်ပြုလိုက်တယ်ဆိုတဲ့သတင်းကိုဖော်ပြပေးလိုက်ပါတယ်။အဲနော်ထရန့်က Waltz ကိုသူ့ရဲ့လုံဆောင်ချက်တွေအတွက်ကျေးဇူးတင်ကြောင်းဖော်ပြခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ယာယီအစားထုတ်မယ်လို့လည်း social media ပေါ်မှာ post တင်ခဲ့ပါတယ်။ ရီမင်ချေဆိုင်ဟိုတီအဖွဲ့အပေါ်တိုက်ခိုက်ဖို့ရှိတဲ့စီရေးစီစဉ်တဲ့ပတ်သက်ပြီးဆွေးနွေးမဲ့ Signal Group ထဲမှာ Walls ကသတင်းသမားတူကိုမှာယွင်းထဲသွင်းမိခဲ့တာကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂတန်မတ်ယာရူးအတွက်အထက်လွတ်တော်ကြားနာပွဲမှာလဲဝေါ့စ်ရဲ့အမဟာနိုင်ငံရေးရအဓိကထောက်ပြစရာဖြစ်လာနိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90လုံးကဟင်နရီကစ်စင်ဂျာပြီးရင်ရူဘီယိုဟာနိုင်ငံသားရေးဝန်ကြီးနဲ့မြို့သားလုံခြုံရေးအကြံပေးရာထူးနှစ်ခုစလုံးကိုတပြိုင်တည်း ထမ်းဆောင်ရမယ်ပထမဆုံးတာဝန်ရှိသူတဦးလည်းဖြစ်လာခဲ့ပါတယ်။ချိန်ထဲမှာပဲထရန့်ရဲ့ဒုတိယတက်တန်းအတွင်းမှာအင်ဖြူရော်ကနေယာရုကိုဆွန့်လွတ်မဲ့ပထမဆုံးထိပ်တန်းရရှိရာဖလော်ရီဒါလွှတ်တော်မဟောင်းဝေါ့စ်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကြီးကျယ်တဲ့နိုင်ငံနဲ့သမရထရန့်အတွက်ဆက်အမှုထမ်းခွင့်ရတာကိုအလွန်ဂုဏ်ယူပါတယ်ဆိုပြီးဝေါ့စ်က S လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။စက်ကနယ်ဖြစ်ရတဲ့သူမျိုးသားလုံခြုံရေးကောင်စီဝင်တွေကို တေချာစည်းစတာမျိုးမလုပ်ဘူးဆိုတဲ့အင်ဖီရိုရဲ့အမြင်ပါဝင်အခြားအကြောင်းရင်းတွေကြောင့်ယာလူကဖေရှားခံရတာဖြစ်နိုင်တယ်လို့သတင်းရင်းမြစ်တွေကပြောပြပါတယ်အထက်လွှတ်တော်ရဲ့အတီးပြုချက်ရဖို့ဆိုရင် Walls အနေနဲ့အခက်အခဲရှိတဲ့လျောက်သမရကိုယ်တိုင်ထုတ်ပယ်စရာမလိုပဲဖေရှားခံခဲ့ရမျိုးဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်မင်းနီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်ဒီမိုကရက်တစ်ဒုသမရလောင်းလဲဖြစ်ခဲ့မှုတဲ့တင် Walls ကတော့ချက်ထဲမှာ my word ထွက်သွားပြီလို့ယာရုဖေရှားခံခဲ့ရမှုကိုအရှုံးဖောက်ခဲ့တာတွေ့ရပါတယ် ထရန်နေဗာပုံကိုရေးရရင်းနှီးတဲ့စတီဗ်ဝစ်ကော့ကတော့ဝါစ်နေရာမှာအစားထိုးဖို့တဲ့တပြေးနေကြောင်းသိရပါတယ်။ဒါပြင်ထရန့်ပထမတက်တန်းမှာမြို့သားလုံခြုံရေးအကြံပေး၄ဦးထိပြောင်းလဲခဲ့ရဖူးပြီး ပထမဆုံးဖြစ်တဲ့မိုက်ကယ်ဖလင်းဆိုရင်၃ဘတ်သာတာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ပုတ်အနေနဲ့တောင်ကိုရီးယားယာယီသမ္မတ ။ဤဂျွန်ဟောဟာမေလ၂ရက်နေ့တောက်ကြနေ့ကအရေးပေါ်အမျိုးသားလုံခြုံရေးကောင်စီ NSC အစည်းအဝေးကိုကျင်းပခဲ့ပြီးအမျိုးသားလုံခြုံရေးကိုအကာအကွယ်ပေးသွားမယ်လို့ကတိပြုခဲ့တဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။တောကြနေကပြုလုပ်ခဲ့တဲ့လုံခြုံရေးအစည်းအဝေးပွဲမှာယာယီသမရအီဂျူဟိုကမြောက်ကိုရီးယားဘက်ကလှုပ်ဆောင်လာနိုင်တဲ့တိုက်ခတ်မှုတွေအားလုံးအတွက်ပြင်ဆင်မှုမှာအားနည်းချက်မရှိသင့်ဘူးလို့ပြောဆိုထားပါတယ် တန်ကင်းတမန်ကင်းမြို့သားလုံခြုံရေးကာကွယ်ရေးနဲ့စီးပွားရေးလုံခြုံမှုစသဖြင့်ဘေကန်နာမှာမှကွာဟချက်မရှိစေနဲ့လို့လည်းမှာကြားထားပါတယ်။ပညာဝန်ကြီးအီဂျိုဟွာအာရှတိုက်ရဲ့စတုဒ္ဒအကြီးဆုံးစီးပွားရေးနိုင်ငံမှာတတိယမြောက်ယာယီကောင်းဆောင်ဖြစ်တာဝန်ယူလိုက်တာဖြစ်ပြီးမနစ်ကစီးအုပ်ချုပ်ရေးအမင်းကြေညာချက်ကြောင့်ဖြုတ်ချခံခဲ့ရတဲ့သမ္မတယွန်းဆွတ်ယိုးနဲ့ American စီးချက်ခုနှစ်ကြောင့်နိုင်ငံရေးနဲ့စီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလတွေမှာတိုင်းပြည်ကိုထိန်းချုပ်ဖို့ရုတ်တရက်တောင်းယူလိုက်ရတာပါ။ ယာယီသမရဖြစ်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်ဟန်တက်ဆိုဟာမကြခင်ကျင်းပတော့မယ်သမရရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့မျှော်မှန်းထားပြီးမေလတရက်နေ့ကြာသပတေးနေ့ကယာရုကနေနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်နိုင်ငံကောင်းသောသည့်ရွေးချယ်မဲ့ဇွန်လ3ရက်နေ့ရွေးကောက်ပွဲမကျင်းပပြီမှာဥပဒေအရယာယီသမရယာရုကိုဗန္နာယေးဝန်ကြီးချွဲဆမ်မော့ကတာဝန်ယူထမ်းဆောင်ရမှာဖြစ်ပေမဲ့ချွဲဆမ်မော့ဟာကြာသပတေးနေ့ညတကောင်မတိုင်ခင်မှာရုတ်တရက်အလုပ်ထွက်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ American ဈေးကွက်မှာရောင်းချမဲ့ iPhone နဲ့အခြား device တွေကိုတရုတ်နိုင်ငံကနေအခြားနိုင်ငံမှာပြောင်းလဲထုတ်လုပ်မယ်လို့ Apple ကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ American နိုင်ငံမှာဖြန့်ချိဖို့ iPhone တွေကိုအိန္ဒိယမှာလာမဲ့လတွေအတွင်းမှာပြောင်းလဲထုတ်လုပ်မှာဖြစ်ပြီး Vietnam နိုင်ငံမှာတော့ iPad, Apple Watch တို့လို item တွေကိုထုတ်လုပ်မယ်လို့အမှုစာချုပ်တင်ကွက်ကပြောပါတယ်။ လက်ရှိချိန်မှာအဖက်ဟာအမေရိကန်ဈေးကွက်တွေအိန္ဒိယနဲ့ဗီယက်နမ်တို့မှာပြောင်းလဲထုတ်လုပ်ဖို့ရွေးချယ်ထားပြီးတရုတ်နိုင်ငံကတော့အမေရိကန်အပြင်ဘက်ဈေးကွက်အတွက်ထုတ်လုပ်ဖို့ရွေထားတာဖြစ်ပါတယ်။ထရန့်ကလျက်စင်းတဲ့ဆက်ဆက်ပစ္စည်းတွေကိုခွန်တိုးကောက်မဲ့ရေးကနေကင်းလွတ်ခွင့်ပေးထားပေမဲ့အဖက်ရဲ့ခမန်းကြရအမေရိကန်တင်းကုန်ကုန်တွေကြောင့်ပထမ3လပတ်မှာလင်းဒေါ်လာတန်း900ရှိမယ်လို့ဆိုထားပါတယ်။ထရန့်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကလည်းအဖက်ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုအမေရိကန်ကိုရှေ့ဖို့အချင်းချင်းပြောဆိုထားတာတွေ့ရပါတယ်။ ်ဘရီဂန်ဆိုရရဲ့ကုန်သွယ်ရေး policy ကကမ္ဘာကုန်သွယ်ရေးအရေးပေါ်အခြေအနေတစ်ခုတည်းကြီးမားတဲ့တုံ့ပြန်မှုတစ်ခုဖြစ်လာပွဲရှိပါတယ်။အဲဘဲဟာဂျာဇာဘရီနစ်ကယင်းနီးမြုံနှံသူတွေကိုခေါ်ယူခဲ့ပြီးကုမ္ပဏီရဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းတွေမှာဆွေးနွေးခဲ့တာကြောင့်အမေရိကန်မှာယင်းနီးမြုံနှံမှုတွေပြုလုပ်မဲ့ပုံစံပေါက်နေပါတယ်။မူဆောင်ချုပ်တင်ကွတ်ကအမေရိကန်တနိုင်ငံလုံးမှာလာမဲ့၄နှစ်တွင်ဒေါ်လာဘီလီယံ400ယင်းနီးမြုံနှံမှုနှိုးဆော်ထားပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ Yes. နောက်ထပ်တင်ဆက်ပေးမှာကတော့အမေရိကန်နဲ့ချုပ်ဆိုခဲ့တဲ့တွင်းထွက်တပ်ထုထုတ်လို့ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ဟာအမှန်တကယ်ညီမျှမှုရှိပြီးမျှတတဲ့သဘောတူညီမှုဖြစ်ကြောင်းယူကရိန်းသမ္မတဇယ်လန်စကီးကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ဒီသဘောတူညီချက်ဟာဇယ်လန်စကီးနဲ့အမေရိကန်သမ္မတထရန့်တို့ပိုယမ်ကြီးဖရန့်စီရဲ့ဇာပနာမှာဆွေးနွေးမှုရဲ့ပထမရလဒ်ပဲဖြစ်ပါတယ် တွင်ထက်တူထုတ်လို့ရေးသဘောတူညီချက်ဟာယူကရိန်းနိုင်ငံမှာစစ်မှုလုပ်ငန်းခင့်မိဖို့လမ်းကြောင်းဖွင့်ပေးတာဖြစ်ကြောင်းဇယ်လန်စကီကပြောပါတယ်။ထရန့်ကအမေရိကန်ရဲ့ policy ကယူကရိန်းစစ်ပွဲမှာဇယ်လန်စကီကိုမကြာခဏဝေဖန်ခဲ့ပြီးရုရှားကိုထောက်ခံတဲ့ဘက်ကိုတောင်းနေတာကြောင့်ဇယ်လန်စကီအနေနဲ့ထရန့်နဲ့ဆက်ဆံရေးမှာရလက်ထွက်ဖို့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အမေရိကန်နဲ့တွင်ထက်တူထုတ်လို့ရေးသဘောတူညီချက်စာချုပ်ဟာယူကရိန်းအမေရိကန်တို့အတွက်အရေးကြီးတဲ့အမှတ်အသားဖြစ်ပြီးယူကရိန်းရဲ့စီးပွားရေးနဲ့လုံခြုံရေးအင်အားတိုးမြင့်စေဖို့ရည်ရတဲ့အကြောင်း ယူကရိန်းနိုင်ငံသားဝန်ကြီးကပြောထားပါဗျ။ယူကရိန်းနဲ့အမေရိကန်တို့ဟာဆွေးနွေးညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်ဧပြီ30ရက်နေ့မှာနှစ်နိုင်ငံလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းနိုင်ငံဟာ2022ခုနှစ်ဖေဖော်ဝါရီလကတည်းကရုရှားရဲ့ကျူးကျော်မှုခံနေရပြီးအမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ပေါ်အဓိကမှီခိုနေရပါတယ်။ယူကရိန်းရုရှားနှစ်နိုင်ငံညီညွတ်ရေးရဖို့အမေရိကန်ရဲ့ကြိုးပမ်းမှုစတင်ကတည်းကရုရှားဟာတိုက်ခတ်မှုတွေပိုပြီးပြုလုပ်ခဲ့တယ်လို့လည်းယူကရိန်းကပြောထားပါတယ်။ ရုရှားနဲ့ယူကရိန်းအပြစ်ခတ်ရစဲရဲအတွက်သဘောတင်ချက်မရတာကြောင့်အမေရိကန်ကစိတ်ပြတ်ကြောင်းရိုက်တာကဖော်ပြထားပါတယ်။ရုရှားသမ္မတပူတင်ကငြင်းငြမ်းရေးအတွက်ရှေ့ဆက်မတိုးတဲ့ဘောထရန့်ကစိတ်ပြတ်တဲ့ပုံစံပြသခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့စီးချက်ခုနှစ်ကြောင်းသေစာစီးပွားရေးလုပ်ငန်းတွေကိုထိခိုက်နိုင်လို့ချက်ချင်းဖြေလျှော့ပေးဖို့အင်ဖီရိုကိုအမေရိကန်ကုန်သည်ကြီးအသင်းကစာပို့ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ ်အမေရိကန်ကွန်သက်ကြီးများအတင်းကအင်ဖီရိုကိုပေးပို့တဲ့စာထဲမှာစီးချက်ခွန်တိုးမြင့်မှုတွေကြောင့်အသေးစားစီးပွားရေးလုပ်ငန်းတွေကိုပြန်ပြုပြင်လို့မရနိုင်တဲ့ထိခိုက်နစ်နာမှုနဲ့စီးပွားရေးကျဆင်းမှုအလားအလာဖြစ်လာနိုင်ခြေရှိတယ်လို့သတိပေးလိုက်ပြီးစီးချက်ခွန်ကိုချက်ချင်းဖြေလျှော်ပေးရေးတောင်းဆိုထားပါတယ်။ဒါသပရင်းတွေကထုတ်ပြန်တဲ့ကြေညာချက်မှာကွန်သက်ကြီးများအတင်းကဗိုလ်တော်ကြီးကဗနာယုဝန်ကြီး Scott Bassan ကွန်သက်ရေးဝန်ကြီး Howard Lesnick ကွန်သက်ရေးကိုယ်စားလှယ် ဂျေမစင်ဂရီယာတို့စီကိုစာတစောင်စီပေးပို့ခဲ့ကြောင်းပြောဆိုထားပါတယ်။အမေရိကန်ရဲ့အသေးစားစီးပွားရေးလုပ်ငန်းတွေကိုကဲတင်ပြီးစီးပွားရေးကြဆင်းမှုကိုရပ်တန့်အောင်ကာကွယ်ပေးဖို့ချက်ချင်းအေးအေးယူဆောင်ရွက်ပေးဖို့ကုန်သည်ကြီးများအသင်းကအုပ်ချုပ်ရေးအဖွဲ့ကိုတောင်းဆိုပါတယ်လို့စာထဲမှာရေးသားထားပါတယ်။ကုန်သည်ကြီးများအသင်းဟာဘလို့အသေးစားစီးပွားရေးလုပ်ငန်းတင်သွင်းသူတွေကိုမစိုးအလိုလျောက်တတ်တာခွင့်ပေးခြင်းဖြင့်စီးကြခွန်ရဲ့အကျိုးသက်ရောက်မှုတွေကိုဖြည့်ရှင်းပေးဖို့အစိုးရကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ တကယ်လို့များကုမ္ပဏီအားခွန်စည်းချက်မှုတွေကြောင့်အမေရိကန်အလုပ်သမားတွေအတွက်လောက်ကန်အန္တရာယ်ဖြစ်စေကြောင်းသက်သေပြနိုင်မယ်ဆိုရင်ခွန်ကင်းလုံခွင့်ရှောက်ထားနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုကိုချမှတ်ပေးဖို့နဲ့အမေရိကန်ပြည်ထောင်စုမှာမထုတ်လုပ်နိုင်တဲ့ဒါမှမဟုတ်အလွယ်တကူမရနိုင်တဲ့ထုတ်ကုန်အားလုံးအတွက်အခွန်ကင်းလုံမှုတွေပံ့ပိုးပေးဖို့တွေလည်းတောင်းဆိုခဲ့ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ Judy Free အခွန်ကောက်ခံမှုလွတ်တဲ့တန်ဖိုးနဲ့ပါဆယ်ရီအခွန်ကင်းလွန်ခွင့်ကို American သမ္မတ Donald Trump ကပိတ်ပင်ခဲ့တာကြောင့် Shane Timuro ရဲ့ American Customer တွေအတွက်ဈေးနှုန်းမြင့်တက်လာတဲ့အကြောင်းပဲဖြစ်ပါတယ် တရုတ် online လက်လီကုမ္ပဏီတွေဟာတန်ဖိုးနဲ့ကွန်ပျူစီတွေအမေရိကန်တင်ပို့နေတဲ့နေရာမှာအခွန်ကင်းလွင့်ရရှိတာတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာပို့ကိုရေးအသုံးပြုဖို့ဒေါ်လာ၈00အောင်တန်ဖိုးရှိတဲ့ပါစယ်ရီမှမယ်ဆိုရင်အခွန်ကောက်ခံမှု login ပြီး customer တွေစီလက်ပို့ပေးရတဲ့လုပ်ငန်းဆောင်ရွက်ချက်လည်းမြန်ဆန်တာတွေ့ရပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့သမ္မတဟောင်းဘိုင်ဒန်တို့ကဒီလိုကင်းလွင့်ပေးတာဟာအမေရိကန်စီးပွားရေးကိုထိခိုက်စေသလို့ ဝိရဇေဝအပါဝင်တရားဝင်ကုန်တွေကိုမှောင်ခိုတင်သွင်းကြတယ်လို့ပြောဆိုထားတာရှိပါတယ်1938ခုနှစ်ကလွတ်တော်မှာအတည်ပြုခဲ့တဲ့အမေရိကန်ရဲ့ကုန်သွယ်မှုစင်းမြင်ရတန်ဖိုးနဲ့ကွန်ပျူစီတွေကိုအခွန်ကင်းလွခွင့်ပြုထားတာ ဖြစ်ပါတယ်27ရာစုမှာခင်းနဲ့ညီတန်ဖိုးသတ်မှတ်မှုအဖြစ်ဒေါ်လာ၈00ကိုကွန်ပျူစီတွေကိုတင်မောနဲ့ပါဆယ်ပေးပို့မယ်ဆိုရင်အခွန်ကင်းလွခွင့်ပြုထားတာဖြစ်ပါတယ်အမေရိကန်ကိုဒီလိုနည်းနဲ့ဝင်ရောက်လာတဲ့အခွန်လွတ်ပါဆယ်တွေဟာ ကုန်စည်ပို့ဆောင်ဒါတွေရဲ့90ရာခိုင်နှုန်းကျော်လွန်တယ်လို့ American အောက်ခွန်နဲ့ NASDAQ ကောက်ွယ်ရေး CBP ကဖော်ပြထားပါတယ်။တရုတ် online လက်လီကုမ္ပဏီဖြစ်တဲ့ Shein Timuro ဟာအခွန်ကင်းလွတ်ခွင့်ကနေကြီးမားတဲ့အကျိုးမြတ်ရနေတာတွေ့ရပါတယ်။လက်ရှိအခွန်ကင်းလွတ်ခွင့်ပိတ်ပင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး Shein နဲ့ Timuro ကမှတ်ချက်ပေးတာမျိုးလည်းမရှိသေးပါဘူး။ပြီးခဲ့တဲ့လတွေကတော့ကမ္ဘာကုန်သွယ်မှုစီးမင်းတွေအခွန်တွေပြောင်းလဲမှုပေါ်မူတည်ပြီး AB လ25ရက်နေ့ကစတင်ကား ဈေးနှုန်းချိန်ကြီးမယ်လို့တီမူးနဲ့ရှိန်းတို့ကပြောဆိုထားတာတော့ရှိပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ဂျေရုဆလင်မြို့မှာလောင်ကျွမ်းနေတဲ့တော်မီကိုနိုင်ရီ30အကြာမှာထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် အစ္စရေးနိုင်ငံဂျေရုဆလင်မြို့ပြင်မှာလောင်ကျွမ်းနေတဲ့တော်မီတွေကိုနိုင်ရီပေါင်း30ကျော်ကြာညှိနှက်ခဲ့ရပြီးတဲ့နောက်မှာတော့တော်မီတွေကိုထိန်းချုပ်နိုင်ပြီလို့အစ္စရေးမိသားနဲ့ကယ်ဆယ်ရေးအာဏာပိုင်တွေကဂျာဇာရင်းနေညနေပိုင်းမှာပြောကြားခဲ့ပါတယ်။မီဒီယာရင်ကားတဲ့ပြင်းထန်မှုနေသောပေမဲ့မီးလောင်မှုအသစ်တွေထပ်ဖြစ်မှာကိုကာကွယ်ဖို့အတွက်မိသားသမားတွေဟာလာမယ့်နိုင်ယူတွေမှာဆက်လက်ကြိုးပမ်းဆောင်ဆောင်နေဦးမယ်လို့မိသားနဲ့ကယ်ဆယ်ရေးဌာနကပြောထားပါတယ်။ဗော်ဒူးနဲ့မနက်ပိုင်းကဂျေရုဆလင်တောင်တန်းတွေမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မြန်မာတဲ့အပူချိန်နဲ့လေပြင်းတိုက်ခတ်မှုတွေကြောင့်တောမီတွေမြန်မြန်ဆန်ဆန်ကူးဆက်ပြန့်နေကမြေရီယာစတရီယန်ကီလိုမီတာ20ကျော်လောင်ကျွမ်းခဲ့ပါတယ်။ပနမအကဲပြတ်ချက်ရဒီမီလောင်မှုဟာရှုံမီမဟုတ်ပဲမစင်မချင်းပေါ့ဆတဲ့တောင်တန်သမားတွေကြောင့်ဖြစ်နိုင်တယ်လို့ညွှန်ပြနေကြောင်းမိသားနဲ့ကယ်ဆယ်ရေးဌာနကထုတ်ပြန်ကြေညာသိရပါတယ်။ဒါပေမဲ့လည်းမီလောင်မှုဖြစ်ပွားခြင်းကိုအတိအကျမသိရသေးပဲဆက်လက်စုံစမ်းနေတဲ့ဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ဤဇက်ပါ